အဖြစ်များတဲ့အကုသိုလ်ပြောရမယ်ဆိုရင်အိတ်တာနဲ့မစ္စရိယတတိထားမှာဖြစ်တယ်လူဒီမှာလွယ်တကူဖြစ်တတ်တယ်ဘာဖြစ်လို့ရောဆိုလူဆိုတာတဦးနဲ့တဦးရှင်ပြိုင်မှုရှိနေတယ်ကိုဘကိုနေရင်ကတောင်မှရှင်ပြိုင်လာလူဆိုတာဥမာမဲအိန္ဒိချင်းကကားစီးတယ်ဆိုလို့ရှိရင် ကိုကိုလုံးခဲ့တိတ်ငယ်လာတယ်ဟောငါတို့အိန္ဒနီးရှင်ဟာကောင်းဝဲတယ်ငါတော့မဝဲနိုင်ဘူးသူ့ဘာလို့ကောင်းဝဲတာတော့အကောင်းမမြင်နိုင်ဘူးဟာဒီလူကဘူးရစီဝါရောင်းလို့ကောင်းဝဲတာလားခြိပေါတန်လည်းမကြပါဘူးဆိုအလိုလျောက်မနာလို့စိတ်တည်ဖြစ်လာပြပြောလာအဲ့ဒါကိုအိတ်တာလို့ခေါ်တယ်ကိုနားမှာကိုအိန္ဒနီးချင်းတယောက်တိုးတက်သွားရင် အကောင်းမပြောနိုင်နဲ့ဟာအဲ့ဒါအဲ့ဒီလူရဲ့ယဉ်နေမှလည်းဘာဖြစ်တုံးဆိုတော့စီပေါ်ဥစားတွေတိုးတက်လာတယ်ဒီကောင်ကအတူတူအပူပူအနူးနူးပေါ့ကိုရူရန်တူဒီလိုနေကြတာအိမ်နာနေခြင်းသို့တော့ကွာကြည့်ပွားလာအခွင့်အလမ်းတွေကောင်းလာလို့ကွာစီးပွားတုတ်တယ်လား တိုးတက်လာလို့ရှိရင်ဂျန်တဲ့လူတယောက်ကိုလိုတိုးတက်မှာစိုးတယ်ဆိုတာဖြစ်လာပြန်မလူစိတ်ဆိုတော်တော်ဆန်းကိုလိုမကြည်ပွားစေချင်ဘူးအဲ့လူကိုလိုမတိုးတက်စေချင်ဘူးဆိုရင်ဒါမစ္စရိယဖြစ်သွားဗျာကြည်ပွားသွားတာကိုမနာလိုမရှုစိတ်ဖြင့်အိတ်တာကိုလိုမကြည်ပွားစေချင်လို့ကြည်ပွားစေချင်မှုဆိုရင်မစ္စရိယ အဲ့ဒီနှစ်ခုဟာလူလောကမှာရှင်ပြိုင်နေတာလို့ဖြစ်ပြီးတူဘောတူမနာလိုမရှုစိတ်နေနဲ့အကုသိုလ်တွေများနေကြတယ်လို့သူပြောညီကိုမောင်နှွားချင်းတောင်းမှာပဲတယောက်ကကြည်ပွားသွားရင်ဇန်နဲ့တယောက်ကမကြည်နဲ့ချင်ဘူးကိုကြည်ပွားသွားတာကိုဇန်နဲ့လူတွေကမကြည်ပွားစေချင်ဘူးဟောအိတ်တာမစ္စရိယ အဲ့ဒီအိဒ္ဓမစ္စရိယဆိုရင်အကုသိုလ်ဟာလည်းပဲအဗ္ဗမချိမာတယ်ဒီအကုသိုလ်တွေကြောင့်လူအတိုင်းဝိုင်းဟာကြီးပွားတိုးတက်မှုတွေအပြော့သွားပြီးတော့တဦးနဲ့တဦးမနာလိုမှုတွေမရှုစိတ်မှုတွေဖြစ်ပေါ်ပြီးတော့နေနိုင်ငံတနိုင်ငံမှာလည်းအိဒ္ဓမစ္စရိယရှိလားကိုပါတိကနိုင်ပြီသူများပါတိကရှုံးနော် ပါတီကိုပဲနိုင်စေရှုံးတဲ့ပါတီကနိုင်ရတဲ့ပါတီမချိုက်ဘူးတကယ်ရေးစကားနဲ့ပြောမယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပြောမယ်ဆိုရင်ကြီးပွားသွားတဲ့လူကိုမကြီးပွားတဲ့လူကမချိုက်ဘူးတကယ်ရေးနဲ့ပြောမယ်ဆိုရင်မဲတာရသွားရင်မဲမရတဲ့ပါတီကမချိုက်ဘူးဟောဒီလိုတွေများကြီးပဲရွှေတွင်းပြိုင်တူးလို့ရှိရင်လည်းရသွားတဲ့လူကိုမရတဲ့လူကမချိုက်ဘူး အဲ့ဒီမကြိုက်နိုင်ဘူးအကောင်းမပြောနိုင်ဘူးဆိုတဲ့အိတ်သာဟာကျေပြန့်စွာအနှံ့အပြားမှရှိတယ်မရိယာတစ်မျိုးတည်းရှိတာမဟုတ်ဘူးအကုန်ရှိမှာနော်ကဘာကြီးတစ်ခုလုံးဟာကျေပြန့်ပြီးတော့နေတာအဲ့ဒီအိတ်သာမစ္စရိယကျေပြန့်စွာတည်ရှိနေမှုကြောင့်လူလောကလူတွေဟာတိုးတက်မှုလမ်းစာတွေပိတ်ပြီးတော့နေတာဖြစ်တယ်မနာလိုမရှုစိမ့်သည့်အတွက်ကြောင့် အပြစ်ပြောကြတယ်ဆဲကြတယ်ကြီးကြတယ်တူတူအပုတ်ချတယ်တိတ်ခါချတယ်ဆိုတာဒါတွေဖြစ်ကုန်အဲ့ဒါတွေကမှန်ကန်မှုရှိတာဆိုတာမှန်ကန်မှုမရှိဘူးအဲ့ဒါတွေကပပတွေပဲဖြစ်နေဆိုးတဲ့ဘက်ကိုတွန်းပို့လိုက်တဲ့အနေထားမျိုးတွေဖြစ်ကုန်ကောင်းတဲ့ဘက်ကိုရောရှိစေနိုင်တာမဟုတ်ဘူး။ဒါကြောင့်မို့ဒီအိတ်တန်နဲ့မစ္စရိယဆိုတာလည်းပဲ တကယ်ပါပအစ်စ်ပဲအဲ့ဒီပါပမှာအိတ်တာကိုဘာနဲ့ဖယ်ရှားရမလဲလို့ဆိုရင် မုဒိတာနဲ့ဖယ်ရှားလူတယောက်ကြီးပွားသွားရင်ဝန္တာနိုင်ရမယ်ဝန္တာနိုင်ရမယ်ဘလို့ဝန္တာရအိုးသူစူးစမ်းလို့ရတာခြေနှက်ဆရာကောင်းလိုက်တာငါလည်းစူးစမ်းမယ်ဟောဒီလိုပဲဖြစ်တယ်နော်အဲ့တော့ဝန္တာနိုင်တာဟာမုဒိတာတရား မုဒိတာဆိုတဲ့ပြမစိုးတရားခေါမသွားပြီကရယာဏခေါမသွားပြီဆိုရင်အိတ်တာဆိုတဲ့ပပလွှမ်းမိုးလာအိတ်တာဒီပပမုဒိတာဒီကရယာဏအဲ့တော့ကရယာဏကာရီအတင်းသူအတင်းသားတွေဟာအိတ်တာကိုလက်ခံမဲ့ဆိုရင်ကရယာဏကာရီမဖြစ်ဘူးပပကာရီဖြစ်သွားမယ်အိတ်တာကိုလက်မခံမဲနဲ့မုဒိတာတရားထားနိုင်မယ်ဆိုလို့ရှိရင်ကရယာဏကာရီအစစ်ဖြစ်သွားနိုင်တယ် နာမည်နဲ့လိုက်လျောကြည်စွာကရိယာဏကာရီဆိုတဲ့အတိုင်းကရိယာဏကာရီဖြစ်တယ်။ဒါနကုသိုလ်လေးလှုပ်ထတဲ့မဟုတ်ဘူးစိတ်နေသဘောဓာတ်တွေကအရေးကြီးတယ်နော်။လူယုံတန်းယုံဒါနလေးနဲ့တဲ့ခေါ်လို့မရဘူး။သူ့ရဲ့စိတ်ထဲမှာမြင့်မြတ်တဲ့စိတ်နေသဘောဓာတ်တွေရှိတာကလျာဏကာရီလို့ဒီလိုအိဗယ်ဆိုတာဖြစ်တယ်။ထို့တူပဲတစ်ဖက်သား မကြည်ပွားစေခြင်းမူကိုသာကြည်ပွားစေခြင်းနဲ့ဆိုတာမစ္စရိယအဲ့ဒီမစ္စရိယရှိနေတဲ့ဗျာကလပလုံးကိုယ့်ရင်ထဲမှာပပဆိုတာဒီကြီးစိုးနေမှာပဲဖြစ်တယ်အဲ့ဒီကြီးစိုးနေတဲ့ပပတွေကိုတရားဆိုတဲ့ယုံကြည်မှုနော်ကံကံဤကျိုးလက်ခံယုံကြည်မှုဖြင့်နော်ကိုယ်သာခံစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးကို အတိဉဏ်ဖြင့်ဖြစ်စေတရားနဲ့ဖြစ်စေဖယ်ရှားလိုက်နိုင်မှသာလေဒီမစ္စရိယဆိုတဲ့ပါပတရားဟာပြောက်ွယ်သွားမှာဖြစ်တယ်